ဒီမိန်းကလေးနာမည်ကတော့ချက်စီဖြစ်ပြီးအသက်ကတော့18နှစ်ပဲရှိသေးတယ်ငယ်ရွယ်လှပတဲ့မိန်းမပြိုလေးတယောက်ပါဒါကြောင့်သူ့ကိုရမလားဆိုပြီးချောင်းနေကြတဲ့လူပြိုလေးတွေကလည်းအများကြီးပါပဲဒါပေမဲ့ချက်စီကအပြင်ကဘဲတွေကိုစိတ်ဝင်စားပဲလိုင်းဘော်ကတခါမှမမြင်ဘူးတဲ့ဘဲတယောက်ကိုစိတ်ဝင်စားနေခဲ့ပြီးစာနဲ့အဆက်အသွယ်လုပ်နေခဲ့ကြပါတယ်အဲဘဲနာမည်ကတော့ Brad ဖြစ်ပြီးသူကလည်း18နှစ်ပဲရှိသေးတယ်ဆိုပြီးချက်စီစီကိုချင်းကပ်ခဲ့ပါတယ် တရက်မှာတော့ Chelsea ကသူတို့တွေးကြဖို့ပြောတာနဲ့နေရာတွေရွေးနေခဲ့ကြပြီး Halloween Party တခုမှတွေးဖို့အတွက် Chelsea ကိုတော့ဖန်မွားဝတ်စုံနဲ့ Zombie Makeup ပြင်ခဲ့ဖို့ပြောပြီးသူကလည်းဘောလုံးဝတ်စုံနဲ့ Zombie Makeup ပြင်ခဲ့မယ်ဆိုပြီးအချင်းချင်းမှတ်မိလွယ်မဲ့ပုံစံကိုပြောခဲ့ကြပါတယ်။ဒီလိုနဲ့ Halloween ညမှာတော့ Chelsea က Brand နဲ့ချိန်ထားတဲ့နေရာကိုသွားခဲ့ပြီး Red တိုက်တဲ့အရက်ကိုတောက်လိုက်ရကနေတကူလုံးထိမ့်မြအောင်မူသွားခဲ့ပါတယ်။ ထားနဲ့ဘက်ကသူကားထားတဲ့နေရာကိုခေါ်သွားပြီးချယ်စီကိုကားပေါ်တင်လို့လက်နက်ခြေထောက်တွေကိုတုံ့နှောင်ပြီးချယ်စီရဲ့ဖုံးကိုလည်းအိုက်ညာမာတွေရိုက်ခွဲပလိုက်ပါတယ်။ချယ်စီတတိပြန်ရလာတဲ့အချိန်မှာတော့သူ့လက်တွေချုံနှောင်ခံထားရတာကိုသိသွားပြီးအတင်းယုံနေခဲ့ပေမဲ့တန်ကျိုးတွေနဲ့ခြိသားတာမျိုးယုံမရဖြစ်နေခဲ့ပါတယ်။ပပတ်လယ်မှာလဲဘာလင်းရောင်ကိုမှမမြင်ရပဲစိတ်ဆဆန်တဲ့အနီရောင်နင်းတဲ့တစ်ခုကိုသာမြင်ခဲ့ရတာမို့ချယ်စီတယောက်ကြောက်ရွံ့နေပါတော့တယ် အဲ့ဒီချိန်မှာပဲအပေါ်သွားကျင်လာတာနဲ့ချဲစီလဲကြံရမရတဲ့အဆုံမြေကြီးကိုလက်နဲ့မရမကအတွင်းဖြစ်အောင်တူပြီးမြေကျွန်းထဲမှာပဲအဆင်ပြေတယ်လို့အပေါ်သွားခဲ့ရပါတယ်။အဲ့လိုပုံစံနဲ့ရပ်ပေါင်းများစွာနေခဲ့ရပြီးဘရက်ကလည်းတွားခွင့်ပေးဖို့အချိန်ချိန်တောင်းပန်နေခဲ့ပေမဲ့လည်းဘရက်ကတော့အနီရောက်မီရောက်ကြားကနေချဲစီကိုတွားခွင့်မပြုခဲ့ပါဘူး။တရက်မှာတော့ဘရက်ကထမင်းပကံနဲ့အတူမြေကျွန်းထဲကိုဝင်လာခဲ့ပြီးချဲစီကိုစေတီလို့ခေါ်ပြီးနှုတ်ဆက်ခဲ့ပါတယ်။ ချယ်စီကလည်းသူ့နာမည်ကစေဒီမဟုတ်ဘူးလို့ပြောတော့ဘရလန်စိတ်တူတူနဲ့ပားရိုက်လိုက်ပြီးခုချိန်ကစားပြီးစေဒီပဲလို့ပြောရင်ပကံကိုခြေထောက်နဲ့ကန်သွားပါတယ်နောက်တစ်ရက်မှာတော့ချယ်စီရဲ့ရှေ့မှာရေခွက်ကိုဟိုရမ်းထီရန်ရမ်းပြနေတာမို့ချယ်စီတယောက်စာလောင်မှုကိုဘလို့မှထိမနိုင်တော့ပဲရေကိုဖမ်းယူလို့တခြိုက်တည်းမောပစ်လိုက်ပါတယ်သမင်းပကံကိုချယ်စီကလှမ်းယူမဲ့အလုံးမှာတော့ဘရကနာမည်ဘလို့ခေါ်လဲလို့မေးလိုက်ပါတယ် ဒါနဲ့ချဲစီကလည်းနာမည်ရင်းကိုပြောရင်အရိုက်ချမ်းရမှာဆိုတာနဲ့သူတီးရတလောက်တော့တော့စီဒီပဲလို့ဖြေလိုက်ပါတယ်။ဒါကိုဘရက်ကတော့သူ့ကိုထိန်ခေါ်ဖြေတယ်လို့သဘောထားပြီးသမီးမကြွေးပဲထွက်သွားတော့မယ်လို့တော့ချဲစီလည်းစားလောင်နေတာမို့တောင်းပန်ပါတယ်လို့ပြောတော့မှဘရက်လည်းကျဉ်တ်သွားပြီးပကံထဲကအသားတွေကိုမြေကြီးပေါ်ပြစ်ချလိုက်ပါတယ်။ချဲစီကတော့တဲတွေပေးနေတဲ့အသားတွေကိုတုပ်ပြီးမရမကစားပြစ်လိုက်ပါတယ်။ ဒီလိုနဲ့နောက်တစ်ရက်မှာတော့အခန်းတစ်ခုလုံးမိရင်လင်းသွားခဲ့ပြီးသူ့လိုပန်းမားအင်ကြီးဝတ်ထားတဲ့ကောင်မလေးတယောက်မြေချင်းထဲကိုရောက်လာပါတယ်။ချဲစီကလည်းသူ့ကိုတန်ကျိုးကနေလွတ်ပေးနေတာနဲ့ဘသူလဲလို့မေးတော့မကန်ကလည်းသူကစေဒီပဲလို့ပြောပြီးချဲစီကလည်းဒီနေ့ကစပြီးနေလဲစေဒီပဲလို့ပြောလိုက်တာကြောင့်တန်ကျိုးကနေလွတ်သွားတဲ့ချဲစီတယောက်ထွက်ပြေးပါတော့တယ်။ချဲစီမြေချင်းရဲ့အပေါ်ကိုရောက်လာတဲ့အခါမှာတော့အိမ်တိုင်းလုံးကအပြင်ကဘသူနဲ့မှဆက်သွယ်လို့မရအောင်၎င်းနဲ့ပတင်းပေါက်တွေကိုလုံးဝပိတ်ထားပါတယ်။ ချယ်စီလည်းလွတ်လာတော့ထွက်ပြေးမယ်ဆိုပြီးကြာရခတ်အောင်ထွက်ပေါက်ကိုရှာပေမဲ့လည်းမကန်ကဖမ်းမိသွားပြီးချယ်စီကိုဒုက္ခရောက်မှာဆိုလို့တော်တော်လို့ပြောလိုက်တော့မှချယ်စီလည်းထွက်ပေါက်ရှာများတဲ့အဆုံးငြိမ်သွားပါတယ်။အဲနောက်တော့ချယ်စီကိုအခန်းတစ်ခုထဲခေါ်သွားပြီးဟတ်တာဆိုတဲ့နောက်ထပ်ပန်းမဝင်မယ်ကလေးကနာမည်ဘယ်လိုခေါ်လဲနဲ့နာမည်ရင်းကရောပါလဲလို့မေးပေမဲ့ချယ်စီကတော့စီစီလိုပဲဖြေလိုက်ပါတယ်။အိုင်နောက်တော့ချယ်စီကိုအင်ကြီးတွေချွတ်ချပြီးရှော်ဘူးနဲ့ရေချိုးပြီးညစာစားဖို့အတွက်မကန်ကိုတိုင် ခေါင်းကိုဆက်ပြာနဲ့လျှော်ပေးခဲ့ပါတယ်။တွက်ကလည်းအခန်းတစ်ခုထဲမှာကင်မာတွေအများကြီးပါတဲ့ခေါင်းဆောင်ကြီးတစ်ခုကိုစောင်းနေပြီးဓာတ်တလတ်နဲ့အလုံးများနေခဲ့ပါတယ်။ချဲစီကလည်းတွားတိုက်ရာကနေနာကျင်လို့អော်နေတဲ့အတန်ကိုကြားတာနဲ့အတန်လာရာကိုတွားကြည့်လိုက်တော့သူနေတဲ့အခန်းနဲ့ဆက်ထားတဲ့နောက်ထပ်အခန်းတစ်ခုမှာမိမကြီးတယောက်ကတင်အောက်မှာညှဉ်းညွနေတာကိုတွေ့လိုက်ရပါတယ်။မိမကြီးရဲ့ခြေထောက်မှာတော့ဒဏ်ရာရထားပြီးချဲစီကိုတွေ့တာနဲ့မကောင်းတဲ့ကောင်မှအခန်းထဲကနေထွက်သွားဆိုပြီးမောင်းထုတ်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲဘွတ်ကလည်းဓာတ်ချောင်းကိုကင်ပြီးကောင်မလေးတွေရှိတဲ့အခန်းဘက်ကိုထွက်လာခဲ့ရကန်လေခေါင်းတွေရုတ်တရက်ထိုးကိုက်လာခဲ့ပြီးတစုံတစ်ခုကိုမလုပ်ပါနဲ့လို့တောင်းပန်နေခဲ့ပါတယ်။သူ့မြင်ကွင်းထဲမှာတော့ရေစိုးတပတ်နဲ့မိန်းမတယောက်ကိုလုံးပေါ်မှန်ရှိမှရက်နေခဲ့ပြီးတပတ်ကိုချွတ်ချလို့သူ့ကိုကြည့်ပြီးရဲနေရင်နှာဘူးဆိုပြီးအော်လွှတ်ခဲ့တာကိုပြန်မြင်လာခဲ့ပါတယ်။ဘွတ်လည်းဆက်လျှောက်လာခဲ့တော့သူ့အတွက်မုန်းလုပ်ပေးနေတဲ့ဟတ်တာနဲ့တွေ့လိုက်ရပြီးဟတ်တာကတချင်းကြီးနေတာမှကြည့်မရဖြစ်သွားပါတယ်။ အဲ့နောက်တော့ဖယူဖယဲပုံစံနဲ့အခန်းထဲကိုဝင်လာတဲ့ဟတ်တာကိုချယ်စီကဘာဖြစ်လာတာလဲမေးတော့ဟတ်တာကသူအဆင်ပြေပါတယ်လို့ပဲပြောပါတယ်။အဲ့နောက်တော့အပြင်ထွက်ချိန်ဆိုပြီးကောင်မလေး၃ယောက်လုံးကိုခေါ်လို့မျက်နှာမှာကင်မရာကိုတက်ပေးပြီးကွန်ပျူတာကနေတဆင့်အပြင်ကိုရောက်သွားသလိုမျိုးခံစားချက်လိမ်ညာကိုပေးပါတယ်။ဒါပေမဲ့လည်းဘရက်ကတော့ချယ်စီတယောက်အပြင်ထွက်ပြီးချိန်မှာဒီနေ့အတွက်ချိန်ပြည့်ပြီဆိုပြီးကွန်ပျူတာကိုကောက်ကာငင်ကပိတ်လို့ညစာစားကြမယ်လို့ပြောပါတယ်။ ညစာစားချိန်မှာတော့ထမင်းကိုဒီတိုင်းစားနေတဲ့ခြေစီကိုစိတ်ပြက်နေပြီးဒီတိုင်းဆက်လုပ်နေရင်မြေချင်းတဲကိုပြန်ပိုးလိုက်မယ်လို့ပြောပြီးအသားကိုလှီးနေခဲ့ပါတယ်ခြေစီကိုလည်းတခုခုအဆင်မပြေတာရှိရင်သူ့ကိုပြောဖို့နဲ့သဘောကောင်းတဲ့ပုံစံလေးပြနေခဲ့ပြီးခြေစီကသူ့မိတို့ကိုလွမ်းတဲ့အကြောင်းပြောတော့အခုသူတို့ကမိသားစုအစ်မို့အရင်မိသားစုအကြောင်းမပြောဘူးပြောပါတယ်ခြေစီလည်းဝမ်းနေပြီးငိုပြီးတော့စပွဲမှာလုံးဝမငိုရဘူးပြောပြီးထမင်းစားချိန်ရင်ဒီလိုပြုမှုလားမလုံးနဲ့လို့ပြောပါတယ် အရင်ညမှာပဲဘရက်ကသူစကားနားထောင်ပြီးပြီးပြည့်စုံအောင်နေနိုင်ပြန်လွှတ်ပေးမယ်ပြောထားတာကြောင့်ဟတ်တာကထွက်သွားခွင့်ရခဲ့ပါတယ်။ချယ်ဆီကလည်းအပြင်ရောက်ရင်သူ့အတွက်ရဲတိုက်ပေးဖို့ပြောနေချိန်မှာပဲဘရက်ရောက်လာပြီးလာခေါ်သွားပါတယ်။ချယ်ဆီလည်းဟတ်တာထွက်သွားတော့သူတို့အခန်းနဲ့ဆက်နေတဲ့နောက်အခန်းထဲကတီနာစီကိုသွားပြီးသူကဒီမှာအသည့်ဖြစ်တဲ့အကြောင်းမိတ်ဆက်ခဲ့ပြီးတီနာဆိုတဲ့နာမည်ကိုသူကြားဘူးတဲ့အကြောင်းနဲ့မိဘတွေအသေးအံလိုက်ရှာတဲ့အကြောင်းပြောတော့တီနာလည်းငိုနေခဲ့ပါတယ်။ တစ်ဖက်မှာလည်းဘရက်ကဟတ်တာကိုညကြီးစီခေါ်သွားတဲ့လမ်းမှာအတိတ်ကအကြောင်းတွေဖြစ်တဲ့သူ့အမေကသူ့ရဲ့ညမကိုပါသာပေးရင်သူ့ကိုတော့ညကြီးနဲ့ပို့ဖို့ချိန်ချောက်ခဲ့တာတွေကိုပြန်မြင်လာခဲ့ပါတယ်။အဲနောက်တော့ဟတ်တာကိုညကြီးနဲ့ကိုခေါ်သွားပြီးနောက်ဆုံးအနေနဲ့သူရိုက်ကူးရေးတစ်ခုလုံးမှာမို့ကူညီပေးဖို့ပြောပြီးကင်မရာတွေအများကြီးပါတဲ့မျက်နှာအုပ်ဦးထုပ်ကိုဆောင်းလို့ဟတ်တာကိုဓာတ်နဲ့အချက်ပေါင်းများစွာလိုက်ခုတ်ပြီးတပ်ပစ်ခဲ့ပါတယ်။ညာချိန်မှာတော့ချယ်စီနဲ့မဂန်တို့နှစ်ယောက်အခန်းနှစ်ခုကြားကအပေါက်ဖြစ်နေတဲ့နေရာကနေစကားပြောခဲ့ကြပါဗျ ချယ်စီကတီနာကိုဒီလိုတရားရအောင်မကန်ကလောက်တာမဟုတ်လားလို့မေးတော့မကန်ကလည်းတီနာကထွက်ပြေးဖို့လောက်တာမဟုတ်ဘရက်ကပညာပေးထားတာလို့ပြောပါတယ်။အဲ့ဒီအချိန်ချယ်စီကမကန်မျက်နာကဒါယာကိုတွေ့သွားပြီးဘရက်လောက်တာလားလို့မေးတော့မကန်ကလည်း "तू ကဘရက်ကိုချစ်တာမလို့အဆင်ပြေပါတယ်"လို့ပဲပြောပါတယ်။ဒါနဲ့ချယ်စီလည်းအဲ့လိုစိတ်တဆလူကိုချစ်တာယုံနေတာပဲလို့ပြောတော့မကန်ကလည်းဘရက်ကသူ့ကိုမိသားစုဝင်တွေထပ်တောင်းနားလဲပေးတယ်လို့ပြောပြီးသူ့ဘရက်ကိုသဘောကျတယ်ဆိုတဲ့အကြောင်းတွေပြောပြပါတယ်။ နောက်တစ်ရက်မှာတော့ Chelsea ကနင်းဘော်ကိုဘရက်ကသဘောကောင်းလားလို့တီနာကိုမေးတော့တီနာကလည်းဘရက်ရဲ့ကိုယ်ဝင်ကိုရားခဲ့တော့ကတစ်ချိန်ပါပဲလို့ဖြေပြီးအစကတော့သူဒီကလေးကိုမလိုချင်ခဲ့တဲ့အကြောင်းနဲ့နောက်တော့သူသွေးသားပဲမို့သူချစ်တာနဲ့ဒီအိမ်ကနေထွက်ပြေးမှရမယ်ဆိုတာသိပြီးထွက်ပြေးခဲ့တယ်လို့ပြောပါတယ်။ဒါနဲ့ထွက်ပြေးတဲ့အချိန်ဘရက်ကမိသွားခဲ့ပြီးသူ့ကိုဓာရီနဲ့ထိုးလို့ကလေးကိုလည်းဆုံးရှုံးလိုက်ရတယ်လို့ပြောပါတယ်။ အဲဒီနောက်တော့တီနာကသူ့ကိုဆုံးသက်ပေးဖို့ချဲစီကိုပြောခဲ့ပေမဲ့ချဲစီကလည်း "तू မလုပ်ပေးနိုင်ဘူး"လို့ပြောပြီးညက်ရည်တွေဝဲနေခဲ့ပါတယ်။ဒါပေမဲ့လည်းတီနာရဲ့ခြေထောက်ကပုတ်နေပြီဖြစ်တဲ့ဒဏ်ရာကိုတွေးလိုက်ရတော့ချဲစီလည်းစိတ်ပြောင်းသွားခဲ့တာနဲ့အခု brand မျက်ရည်နေတော့ brand အခန်းရဲ့ဗီဒီယိုထဲမှာရှိတဲ့ဆေးလုံးတွေကိုတွားယူပေးဖို့ပြောပါတယ်။ဒါနဲ့ချဲစီကအပြင်ကနေတကားကိုလောချထားတာမို့ "तू ထွက်လို့မရဘူး"လို့ပြောတာနဲ့တီနာက "तू ခန်းကနေထွက်လို့ရတဲ့နည်းကိုတွေးထားတာမို့တွားယူပေးပါ"လို့ထပ်ပြောပါတယ်။ ါနဲ့ချဲစီလဲဒုတ်တချောင်းနဲ့အပြင်ဘက်ကကြက်ကိုပွင့်သွားအောင်လုံးနိုင်လိုက်တာမို့တီနာကမျက်ရည်ဆက်အတန်သိပ်သွားရတဲ့အမြန်ပြန်လာခဲ့ဖို့ပြောခဲ့ပါတယ်။ဒါနဲ့ချဲစီလဲခိုးကြောင်ခိုးဝတ်နဲ့တတိထားပြီးအပြင်ထွက်လာရင်ဘရက်အခန်းထဲကိုဝင်လို့ဆေးတွေကိုအိတ်တခုထဲမှာဆူထည့်လိုက်ပြီးသူဝင်လာခဲ့တာကိုတတိမထားမိအောင်ကြမ်းတိုက်တန်နဲ့ဖနက်ရာတွေကိုတုတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ခန်းထဲကနေထွက်လာပြီးချက်ချင်းမပြန်သေးပဲကွန်ပျူတာခန်းထဲကိုခိုးဝင်လို့ဂျီမေးတကူကနေအကောင့်ထဲကိုဝင်ဖို့လုပ်ပေမဲ့လည်း password ကမှားနေခဲ့တာမို့ခြေစီလည်းပြန်ဖြတ်ပြီးကမန်းကတန်းနဲ့ထွက်မယ်အလုပ်မှာတော့ခြေရာတွေထင်နေတာနဲ့ပြန်တုပ်လိုက်ပြီးအပြင်ကိုပြန်ထွက်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲ brush ကလည်းမျက်ရည်ရာကနေအိမ်ထဲကိုပြန်ဝင်လာနေတာမို့ကွန်ပျူတာခန်းစီလာခဲ့တဲ့ခြေရာတွေမြင်သွားမှဆိုတာနဲ့လမ်းထဲတုံးနေတဲ့အချိန်ခြေစီတရအတော့လွန်ပြီးလက်ထဲကဆေးတွေထွက်ကြကုန်ပါတယ်။ ချဲစီလက်ဆေးတွေကိုပြန်ကောက်ထည့်နေတုန်းမှာပဲသူတုပ်ဖို့ကြံနေခဲ့တဲ့ခြေရာတစ်ခုကိုမြင်သွားခဲ့ပြီးလမ်းနေတုန်းမှာပဲဘရက်ရောက်လာတာမို့အခန်းထဲကိုအမြန်ဝင်လိုက်ရပါတယ်ဒါပေမဲ့လည်းအကင်းပါတဲ့ဘရက်ကတော့တကားချက်ပြန်ချတဲ့အတန်ကိုကြားသွားပြီးတကားတွေရဲ့ချက်ကိုပြန်လိုက်စစ်ကြည့်တော့တီနာအခန်းကနေဖြစ်နေတာကိုသိသွားတော့စိတ်တူပြီးအခန်းထဲကိုဝင်ပြီးတီနာကိုကောင်းနဲ့ဖိတက်ပါတော့တယ် အဲ့ဒီချိန်မှာပဲချဲစီကတဖက်ခန်းကနေထွက်လာပြီးသူဆုံးသက်ပေးမယ်လို့ပြောတာနဲ့ဘရက်လည်းချဲစီကိုသူ့ဘက်ကလူလိုထင်သွားပြီးတီနာကိုတတ်ခွင့်ပေးလိုက်ပါတယ်တီနာကတော့သူ့ရဲ့နောက်ဆုံးခရီးကိုပို့ပေးတဲ့သူကဘရက်လို సైకో ပတ်မဟုတ်ပဲချဲစီဖြစ်နေတာကြောင့်ရှင်းတတ်နေခဲ့ပါတယ်အဲနောက်တော့ဘရက်ကချဲစီကိုယုံကြည်သွားခဲ့ပြီးကွန်ပျူတာအခန်းထဲကိုခေါ်သွားလို့သူ့ဟက်တာကိုတတ်ခဲ့တဲ့ဗီဒီယိုကိုပြလိုက်ပါတယ်ချဲစီလည်းအဆုံးထိပြီးအောင်တော့မကြည့်နိုင်ပဲ မြင်ရတဲ့ပစ္စည်းကိုပြန်ပေးလိုက်ပြီးဘက်ပြန်တက်ကြည့်တဲ့အချိန်မှာတော့ကင်မရာဥထုံးနဲ့ရိုက်မယ်အလုံးမှာပဲဘက်ကမြင်သွားတာနဲ့ခြေစီလဲဒါကဘယ်လိုရိုက်ရတာလဲဆိုပြီးရှူလိုက်ရပါတယ်။ဒါနဲ့ဘက်ကလည်းအဲ့ဒါထက်မကန်နဲ့အတူဒီလိုဗီဒီယိုလုပ်ချင်တယ်လို့ပြောပြီးမကန်သူ့ကိုစိတ်တူအောင်ခဏခဏလုပ်နေတယ်လို့ပြောပါတယ်။အဲ့နောက်တော့ခြေစီကဘက်ကသူ့ကိုပူယုံသွားအောင်မကန်ကိုတတ်လို့ရမယ်ခက်ကြမ်းကြမ်းနည်းတွေကိုပြောပြနေခဲ့တာမို့ဘက်ကလည်းတက်ကြွသွားပြီးသူကကောင်မလေးတွေထက်ရနိုင်တာမို့ အခုပဲလုပ်မယ်လို့ပြောပါတယ်။ဒါနဲ့ချယ်စီလည်းလမ်းကြောင်းလွှဲပြီးသူတို့အခုချိန်မှာတခြားတစ်ခုကိုလုံးတင်တယ်လို့ပြောပြီးနှစ်ယောက်သားရဲ့အင်နာညာလေးကိုမျက်ရည်တွေနဲ့ချယ်စီတယောက်ဖြတ်တန်းခဲ့လိုက်ရပါတယ်။မနက်ရောက်ချိန်မှာတော့ Brad ကတိတိတသားချယ်စီကိုပုံမျက်နှာသာပေးနေခဲ့တာမို့မကန်လဲစိတ်တူနေပြီးအဲ့ဒီချိန်မှာပဲ Brad ကသူ့ရိုက်ကူးရေးလုံးမှာမို့နှစ်ယောက်ထဲကတယောက်သူ့ကိုကူရမယ်လို့ပြောတာနဲ့မကန်လဲမျက်နှာသာရအောင်သူ့ရိုက်မယ်လို့ပြောလိုက်ပါတယ်။ အဲဒီနောက်တော့မကန်ကချဲစီကိုနင်းက9ရက်တခုသီးသောအရာကိုလူလူသွားတာပဲလို့ပြောပြမိလဲချဲစီကတော့နင်းကိုဘရက်ကတတ်တော့မှမို့အနေရများတယ်လို့တတိပေးနေခဲ့ပါတယ်မကန်ကမယုံနာနဲ့တည်နေတဲ့တီနာရဲ့အခန်းကိုခေါ်သွားပြီးဒါကဘရက်လှုပ်ထားတာပဲလို့ပြောပြီးမကန်ကိုပြရင်ဘရက်ကလူသက်သမားပဲလို့ပြောပြီးဟတ်တာကိုလည်းသူတက်ပစ်လိုက်ပြီလို့ပြောပါတယ်ဒါပေမဲ့လည်း brack ကိုပြစ်ကျွေနေတဲ့မကန်ကတော့ brack ကဒီလိုလူမဟုတ်လို့တီနာကသူ့ကိုယ်သူတတ်သိတာပဲဆိုပြီ ဟတ်တာကလည်းအပြင်ကိုရောက်သွားပြီလို့ပြောပါတယ်။ဒါနဲ့ချက်စီကလည်းဟတ်တာကိုတတ်နေတဲ့ဗီဒီယိုကိုသူကြည့်ပြီးပြီလို့ပြောတော့မကန်ကဘလို့မှလက်မခံနိုင်ပဲတတိပြဖို့ပြောပြီးဒီချောင်းတွေကိုဘွက်ကိုတွားတိုင်ခဲ့ပါတယ်။ဘွက်လည်းသူ့ဘက်ကလို့ထင်ပြီးအကုံလုံးကိုပြောပြခဲ့တဲ့ချက်စီကသူ့ကိုတစ္ဆာဖောက်ပြီးမကန်ကိုပြောပြလိုက်တာမို့စိတ်တူသွားပြီးနှစ်ယောက်စလုံးကိုအခန်းထဲမှာပိတ်ပစ်ခဲ့ပါတယ်။ချဲစီကတော့လမ်းမလျော့သေးပဲသူတို့ဆက်သွယ်တဲ့အပေါက်ထဲကနေသူတို့ဒီကနေလွတ်မြောက်အောင်လုပ်ရမယ်လို့မကန်ကိုပြောနေခဲ့ပြီ မကန်ရောင်အောင်လဲဗီဒီယိုကိုပြမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်တော့တီနာရဲ့အခန်းထဲကနေခိုးထွက်လိုက်ပြီးအပြင်ကိုရောက်တာနဲ့မကန်တကားကိုဖွင့်ပေးလိုက်ပြီးကွန်ပျူတာအခန်းထဲကိုဝင်လို့ဟာတာကိုတတ်ထားတဲ့ဗီဒီယိုကိုပြလိုက်ပါတယ်။အဲဒီချိန်မှာပဲဘရက်ရောက်လာပြီးသူတို့နှစ်ယောက်ကိုဖမ်းချုပ်လို့အခန်းတစ်ခုစီထဲကိုဆွဲထည့်လိုက်ပြီးချယ်စီကိုတော့အပြင်ခေါ်ထုတ်သွားတာမို့ချယ်စီတယောက်သူ့ကိုကူညီဖို့မကန်ကိုအော်ပြောနေခဲ့ပါတယ်။ ချယ်စီကတော့မြေချင်းတဲကိုပြန်ခေါ်သွားခဲ့ပြီးချယ်စီကလည်းသူ့ကိုမတက်ဖို့တောင်းပန်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းမကန်ကသူ့လိုဆက်သွယ်တဲ့အပေါက်ကို6000နက်ကန်ဖွင့်လိုက်ပြီးချယ်စီရဲ့အခန်းထဲကနေတီနာရဲ့အခန်းကိုကူးလို့အပြင်ကိုပြေးထွက်လာခဲ့ပြီးတုံတုံရင်ရင်နဲ့မီးဖို့ကန်တဲ့ကအန်ဆွဲတွေကိုဖွင့်နေခဲ့ပါတယ်။ဘရက်ကလည်းမြေချင်းတဲမှာဗီဒီယိုရိုက်ကူးတဲ့ဦးထုပ်ကိုခေါင်းမှဆွတ်လိုက်ပြီးချဲစီကိုတပ်ဖို့လုံးနေတော့မှပဲရုတ်တရက်ခေါင်းတွေမူလာခဲ့ပြီးဘသူမှမရှိတဲ့ဘက်ကိုကြောင်ကြည့်နေခဲ့ပါတယ် ဒါပေမဲ့လည်း Brian ရဲ့မျက်လုံးထဲမှာတော့ချင်းထဲမှာသူ့တက်လို့တည်နေခဲ့တဲ့သူ့အမိနဲ့ဘေးမှာငိုနေတဲ့သူ့ညမစေဒီကိုမြင်လိုက်ရပြီးစေဒီကလည်းသူ့ကိုယ်သူဓာတ်နဲ့ထိုးလို့အဆုံးစီရင်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းမကန်ကဇွန်တချောင်းနဲ့မီးဖိုကန်ကအန်ဇွဲတွေကိုဖွင့်နေခဲ့ပြီးနောက်ဆုံးမှာတော့ဟင်လီတာတချောင်းကိုကင်လို့ချယ်စီကိုကယ်ဖို့ထွက်လာခဲ့ပါတယ်။ချဲစီကတော့မြေချင်းထဲမှာ Brad ရဲ့လက်သီးနဲ့ထိုးတာကိုခံနေရပြီး Brad ကိုပြန်ကန်ပေမဲ့လက်ကိုကျိုးနှက်တုတ်ထားမှုလှုပ်မရပဲဖြစ်နေခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲမကန်ကအနောက်ကနေဓာတ်နဲ့ထိုးဖို့ဝင်လာခဲ့ပြီးဘွတ်ကရိုက်လိုက်တဲ့အခါမှာတော့ဓာတ်လည်းအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ပြစ်မှတ်ကမကန်ဖြစ်သွားပြီးမကန်လည်းလှိမ့်နေအောင်ခံရနေတဲ့ချိန်ဓာတ်ကိုခြေစည်းကကင်ပြီးဘွတ်ကိုလိုက်ထိုးပါတယ်။အဲ့ဒီချိန်မှာပဲဘွတ်ကမကန်ကိုတစားကန်အနေနဲ့ထားလိုက်ပြီးဓာတ်ကိုချဖို့နဲ့မဟုတ်ရင်လက်ဘင်းကိုချူပစ်မယ်လို့ပြောတာမို့ခြေစည်းလည်းဓာတ်ကိုခတ်ဝဲဝဲလှုပ်ပစ်လိုက်ရပါတယ်။ ဒါနဲ့ Brad ကမကန်ကိုတွန်းထုတ်လိုက်ပြီးဓာတ်ကိုကောက်ကင်လိုက်ချိန်မှာတော့ Chelsea ကဝင်လာပြီးခြေထောက်နဲ့ကန်လိုက်တာမို့ Brad လည်းအနောက်ကိုလဲကျသွားပါတယ်ဘရက်ကိုကံမှုပြေးလာတဲ့ချယ်စီကိုဘရက်ကလှမ်းဖမ်းလိုက်ပြီးအပေါ်ကနေတက်ခွာလို့မျက်နှာကိုပပနဲ့နဲ့ထိုးပြီးလယ်ဘင်းကိုညှစ်နေတော့မှပဲအနောက်ကနေမကန်ကဓာတ်နဲ့ထိုးလိုက်တာမို့ဘရက်လည်းအထိနာသွားချိန်မှာနှစ်ယောက်သားဝိုင်းပြီးဘရက်ကိုခြေနဲ့ကန်ပါတယ် အဲဒီနောက်တော့ဘက်စီကအိမ်တော့ကိုယူကအပေါ်ကိုတက်ပြေးကြပြီးအိမ်တကားတွေကိုဖွင့်နေချိန်မှာတော့ဘက်ပြန်ရောက်လာပြီးတိုက်ခိုက်ပါတယ်။မကန်ကိုလယ်ဘေးညစ်ဖို့လုံနေတော့မှပဲခေါင်းမဆောင်းထားတဲ့ဦးထုပ်ကကျွတ်ကျသွားခဲ့ပြီးအဲဒီဦးထုပ်ကိုချဲစီကကောက်ယူလိုက်ပါတယ်။မကန်ကိုတော့တော့ဖွင့်ဖို့ပြောပြီးသူကတော့လဲကျနေတဲ့ဘက်ကိုဦးထုပ်နဲ့အဆက်မပြတ်ရိုက်နေခဲ့ပါတယ်။နောက်ဆုံးတော့ဖွင့်သွားချိန်မှာတော့နှစ်ယောက်သားအိမ်ထဲကနေပြေးထွက်လာခဲ့ကြပြီးလမ်းမှာတွေ့တဲ့လူနှစ်ယောက်ကိုအကူအညီတောင်းလို့အိမ်နဲ့ပြန်ဆက်သွယ်ရခဲ့ပါတယ်။ ရက်တွေကြာသွားတဲ့အချိန်မှာတော့ချဲစီကအိုက်ကိစားနဲ့ပတ်သက်ပြီးစိတ်ကျမ်းမာရေးဆွေးနွေးနေခဲ့ပေမဲ့လည်းသူဒီအကြောင်းတွေကိုပြန်မပြောပြချင်တော့အောင်စိတ်ပင်ပန်းခဲ့တယ်လို့ပြောခဲ့ပါတယ်။ဘွတ်ကတော့စိတ်ကျမ်းမာရေးဆေးရုံမှာရောက်နေခဲ့ပြီးသူ့ရဲ့စိတ်ထဲမှာတော့စေဒီဆိုတဲ့သူ့ညမလေးကသူ့ကိုဓာတ်ချောင်းနဲ့လိုက်တက်ဖို့လုပ်နေတယ်ဆိုပြီးစိတ်တွေခြောက်ချားနေပါတော့တယ်။ဒီဇလန်းလေးရဲ့နှစ်ချုပ်ကတော့တခါမှကိုမမြင်ဘူးတဲ့သူကိုအယုံမလွယ်ဖို့နဲ့သူတို့ရဲ့ပြစ်မှတ်တွေကဆယ်ကျော်သက်တွေဖြစ်တာကိုပြောပြရင်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်။